အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့ဒီမနေ့ကတုန်းကလီဗာပူးအသင်းကသူတို့အသင်းရဲ့ထိုင်ရန်ရဂိုးသမားအလာဆင်ဘက်ကနဲ့ပတ်သက်လို့တရားဝင်စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်။ဆိုတော့အလာဆင်ကဂလာဆာရီနဲ့ပွဲမှာဒဏ်ရာရှိခဲ့ပြီးတော့ဒါဂိုးသမားမမဒက်ရှ်ဖီလီနဲ့လူစားလဲခဲ့တဲ့အချိန်မှာအခုလက်ရှိမှာအလာဆင်ဟာ လက်ရှိအနေအထားအရစစ်စစ်မှုတွေပြုလုပ်ပြီးတဲ့အချိန်မှာတကောက်ကျိုးတန်ရာ hamstring ရရှိသွားတယ်လို့ကလပ်ကအတည်ပြုတယ်။အိုက်တန်ရာကြောက်ပဲအာလစင်ကိုလီဗာပူးကဒီတစ်ပတ်ပွဲစဉ်ဖြစ်တဲ့ဒီ Chelsea နဲ့ပွဲကိုတေချာပေါက်လွဲချော်မဲ့ကြောင်းအိုက်နေပွဲပြီးမှပဲအာနီစလော့ကပြောခဲ့ပြီးတော့အခုနောက်ဆုံးစစ်စစ်မှုတွေအပြီးမှာအာလစင်ကို6ပတ်တိတိအနားယူရမှာဖြစ်တယ်လို့ကလပ်ဘက်ကအတည်ပြုလိုက်တယ်။ဆိုတော့အာလစင်ဘက်ကလီဗာပူးနဲ့ အဓိကပွဲစဉ်တွေကို6ပတ်တိတိလွဲချော်မှာဖြစ်တဲ့အတွက်တကယ်အရေးကြီးတဲ့ပွဲစဉ်တော်တော်များများအပြင် Manchester City နဲ့ကံမဲ့ပွဲကိုပါလွဲချော်မယ်ဆိုပြီးတော့သတင်းတွေတက်နေတယ်ဆိုဒီတစ်ပတ်အခုဒီစနေနေ့မှာဒါ Liverpool အသင်းက Chelsea ကိုအဝေးကွင်းမှာတွားကန်ရမယ်ပြီးရင် International Break international break ကနှစ်ပတ်နားမယ်အဲ့ international break အပြီးမှာ liverpool ကအိမ်ခွေမှာ manchester united ကိုအဲ့ခံမယ်ပြီးရင် itran frankfurt ကိုဒါ germany မှာ champion league အဝေးကွင်းကံမယ်ပြီးတာနဲ့ crystal palace ကို carabao cup အိမ်ခွေမှာကံပြီးတော့ aston villa ကိုအိမ်ခွေထက်ကံပြီးရင် real madrid နဲ့ဥရောပ champion league အိမ်ခွေကံပြီး Manchester City အသင်းနဲ့နိုဝင်ဘာ9ရက်နေ့ဒါအိုက်ပွဲစဉ်အထိကိုလွဲချော်ပွဲရှိတယ်ဆိုတော့ အောက်တိုဘာတလလုံးပြီးရင် နိုဝင်ဘာ9ရက်နေ့အထိဒါသူလွဲနိုင်တယ်ဆိုပြီးပြောထားတယ်မန်စီးနဲ့ပွဲကနိုဝင်ဘာ9ရက်နေ့ညနေ4နာရီခွဲ စနေနေ့မဟုတ် Sunday မှာဆိုပွဲကြီးတွေကြီးပဲပြောလေ Manchester City ရဲ့ Liverpool ရဲ့ Aston Villa ရဲ့အိုက်ပြီးတော့မှ Crystal Palace ရဲ့ Brentford ရဲ့ Aston Frankfurt ရဲ့ United ရဲ့ပြီးရင်တစ်ဖက်ကတော့ Chelsea ရဲ့ဆိုအဲ့ပွဲတွေက တော်တော်များများ ကျွန်တော်အယ်လဆင်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ဘာအမြဲတွေ့လဲဆိုတရားဒီမှာအယ်လဆင်ဘက်ကကအနည်းဆုံး6ဘက်ကတော့နားတယ်။ဘာကြောင့်လဲမသိဘူး somehow 6ဘက်အမြင်နားရတယ်။သူတန်သူနားလိုက်လေတစ်ဘက်နှစ်ဘက်မို့အမြင်နဲ့5 6ဘက်ပဲ။အဲ6ဘက်ပြီးသူပြန်လာတရားဒီလို့အကောင်းဆုံးလက်ဆွမ်းပြတယ်။အဲသူ့ရဲ့တရားဒီ maximum နားရတာပေါ့လေအဲ့နောက်ပဲကြာတခါမှတန်ရမရတော့ဘူးဆိုတော့အာလဆင်ကိုလီဗာပူးက6ပတ်တိတိဆုံးရှုံးမယ်အဲ့ထဲမှာအခီတီခေကတော့ဟိုတတိကလူစားလဲပဲမယ်အခီတီခေကတော့အခုလောလောဆယ်ထိတော့လီဗာပူးကဘလူးဘဝအခြေအနေရှိတယ်ဆိုတော့အတိအကျမပြောထားဘူးဒါအခုနီးပြားကအပြောင်းလဲအချို့တွေလောက်ကောင်းလုံနိုင်တယ်ဘာလို့အသင်းရဲ့ခံစည်းကအရန် shaky ဖြစ်နေတဲ့အချိန်မှာအခုနီးပြားပြန်စင်စားတာပေါ့လေဒါ flowing verse ကို လိုင်းကအောက်မလား तू ကခတ်တာ तू က Florence Verse ကအခုလက်ရှိမှာ Premier League ရဲ့ကောင်းတယ်လေမြှောက်ပြီးတယ်တလား ESPN အပါဝင် Premier League report တွေက Florence Verse ကဒီ Premier League မှာ chance create အများဆုံး player ဖြစ်တယ်ပေါ့လေ20ကြိမ် chance create အဲ့ဒါကြီးကဘလို့ gain ခဏနေနဲ့ကျွန်တော်တိုင်းတာလေတော့မသိဘူးဗျာဟို तू ဖန်ပေးတာဟုတ်ပဲ channel ကစားမတွေမသွင်းနိုင်တာဒါပေမဲ့အဲ့ gain ခဏနေတကယ်တမ်းကျတော့ဘာမှမဟုတ်ဘူးကျွန်တော်ပွဲကြည့်နေတာပဲဗျာ तू ပါတဲ့အခါမှာအသင်းဟာ သူ maybe သူ့ရဲ့ကိန်းကနေကသူ့အတွက်တော့ကောင်းကောင်းကောင်းမှာပေါ့လေအသိန်းတွက်ကြတော့ဘလို့ဖြစ်လဲဆိုတော့တိတ်အားမရတဲ့အခြေအနေပေါ့လေ maybe သူတယောက်သေးစာအတွက်ကို तू လုတ်ပြတဲ့အကွက်လေးတွေ तू လုတ်ပြတဲ့ကစားပုံတွေ तू ဖန်တီးပေးတာတွေက maybe ကိန်းအတွက်တော့ကောင်းကောင်းကောင်းနိုင်တယ်ဒါပေမဲ့ အသင်းနဲ့ပတ်သက်လို့ရှိရင်တိတ်ထူးကြမှုမရှိဘူးပေါ့လေဆိုတော့လီဗာပူးကအခုပွဲချက်ကာလာအဲ့ပွဲကအခုအန်တိုနီဒေလာဂိုင်းပါအန်တီဒေလာကတော့ထုံးတမ်းလိုက်ချီစီပေးတဲ့တိတ်သဘောမကြောက်ဘူးပေါ့ဒါဒီတိုင်လူကြီးကကွန်ဒိုဗာရှယ်တိုင်လူကြီးဆိုပြီးတော့သူတို့သူတို့နဲ့အမြဲတမ်းအဆင်မပြေတဲ့တိုင်လူကြီးပဲဆိုတော့အခုချက်စီမှာလည်း Trevor Chalobah ပွဲပယ်ခံထားရတယ်ဒီကြားထဲမှာအခုသူတို့ကလည်း Center back ကသူတို့မှာလည်းတော်တော်လေးတိုင်ပတ်နေတယ် Wesley Fofana လည်းမပါဘူးသူကတော့ concussion ဆိုပြီးတော့ဦးခေါင်းတိုင်ရထိထားတဲ့တို့ကြောင့်အဲ့ဒါသူက၃ပွဲမကစားဘူး မကစားတော့နှစ်ပွဲကံပြီးပြီဒီပွဲကြံသေးတယ်ဆိုတော့စန်တဘက်ကဘာဒီယာရှိကစားဖို့ပဲရှိတယ်ဒါဘာဒီယာရှိဒီကြောင်တွဲရမယ်ဒါအဲ့လိုအခြေအနေပေါ့လေဘာဒီယာရှိကိုတောင်းရမယ်အခြေအနေမှာဒါ Chelsea ကိုတိုင်းကလည်းဒဏ်ပြတနာတွေအများကြီးရှိတဲ့အခြေအနေမှာအခုလက်ရှိမှာ Alisson 6ပတ်နားရမယ်လို့ကလပ်ဘက်ကအတည်ပြုလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်